တ်ခင်များနဲ့ကျင်းပပုံတချို့ကိုတင်ပြမှာဖြစ်ပါတယ်။ကဘာအရေးရဲ့မှာရှိတဲ့နိုင်ငံတချို့ရဲ့ဖတ်ခင်များနဲ့ကျင်းပပုံနဲ့ဒီကနေ့အသင်းတော်မှာဘယ်လိုကျင်းပလဲဆိုတာနည်းနည်းလေးရှင်းပြအောင်။အမေရိကန်မှာဖတ်ခင်များနဲ့ဘယ်လိုကျင်းပလဲဆိုတော့ဖတ်ခင်များနဲ့မှာဖတ်ခင်အသက်ရှင်သေးတဲ့မိသားစုမှာတာသမီတွေကအသင်းတော်မှာလာတဲ့အခါမှာနင်းစီပန်းအနီရောင်ကိုရင်ထိုးရကြတယ်။မိခင်ဖခင်မရှိတော့ဘူးဖခင်ဆုံးသွားပြီဆိုတော့တာသမီတွေမှာတော့နင်းစီပန်းအဖြူရောင်ကိုယင်ထိုးမှဖះเจ้าလာကြရတယ်ဒါကတော့အမေရိကန်ရဲ့ဒလိ့ ဂျပန်မှာကတော့ဘယ်လိုလှုပ်လဲဆိုတော့ဖခင်တွေကိုဘယ်လိုဂျေဇူးတင်ကြောင်းစာရေးရတယ်ကြိုတင်ပြင်ဆင်ရတယ်ဖခင်ကဘယ်လိုဘယ်လိုငါတို့အပေါ်မှာဂျေဇူးရှိကြောင်းအာဖခင်ရဲ့ဂျေဇူးကိုဘယ်လိုတင်တင်ကြောင်းဘယ်လိုတင်မှာဖြစ်ကြောင်းဆိုပြီးမှစာရေးယူတော့မှဖခင်များနေမှာလေဖခင်မိခင်ရှိမှာအကျေကြီးရက်ပြီးတော့မှအဲ့ဒီကိုရေးထားတဲ့စာကိုဖတ်ပြရတာဖတ်ပြရတယ် face to face မျက်နှာချင်းဆိုင်ဖတ်ပြရတယ်အဲ့လိုပြောအဲ့ဒါသူတို့ရဲ့ delay ဂျာမနီမှာကတော့ဘီယာကြိုက်တဲ့ဖခင်တွေကို open ပေးတယ်အဲ့ဒီရက်မှာဘီယာအဝတောက်ခိုင်းတယ် မိခင်တွေတာသမီတွေတားပိုင်ခွင့်မရှိဘူးအဲ့ဒီရဲ့မှာအဝါတောက်ခိုင်းတယ်။ဒါကိုတော့ကျွန်တော်တို့ခရိယန်အသင်းတော်တွေဟာဆရာယင်းမင်းကကျွန်တော်တို့ဖောက်ခင်တွေကိုပြာတောက်ခိုင်းတယ်လို့မပြောပါနဲ့။ကျွန်တော်မတိုက်တွန်းပါဘူးအဲ့လိုလုပ်ဖို့ဂျာမနီမှာအဲ့လိုလုပ်တယ်ဆိုတဲ့အကြောင်းရင်းကိုပဲသိစေချင်တာဖြစ်ပါတယ်အတိပညာသုံးစေချင်တာပဲရှိပါတယ်တမချင်းစာအရာတော့ဖခင်တွေကိုအဲ့လိုမျိုးအလွန်ကြုံပြီးအတောက်ခိုင်းဖို့တော့မညွန်ကြပါဘူးဒါကြောင့်အဲ့လိုလုပ်ဖို့မတိုက်တွန်းပါဘူးနောက်ပြီးတော့ ပြင်တင့်နိုင်ငံမှာဘလို့ဒလိရှိလဲဆိုတော့ဖခင်များနေမှာတားသမီးတွေကိုကိုလှုပ်ထားတဲ့လက်မှုပကြီးစတဲ့ပြကိုတိုင်လှုပ်တာနော်တော့ဝယ်လို့မရအောင်ကိုတိုင်လှုပ်ပြီးတော့မှဖခင်ကိုလက်ဆောင်ပေးရတယ်ဒါကပြင်တည့်ရဲ့ဒလိအမတ်တရားလက်ဆောင်ပေးရနေတာလန်နိုင်ငံမှာတော့ဖခင်များနေမှာတားသမီးတွေဟာအိယာထဲထိဖခင်တွေကိုလက်ဆောင်တော့ပေးရတယ်သမင်းဟင်းတော့ခွင့်ကြွေးရတယ်ဖခင်ကမထချင်လဲရတယ်ထချင်လဲရပါတယ်မထချင်လဲအိယာထဲမှာပဲနေလို့ရတယ်ဆိုတဲ့သဘောဖခင်များနေမှာ စပိန်နိုင်ငံမှာတော့ဘယ်လိုမျိုး delay ရှိလဲဆိုတော့ဖခင်တွေကို အောင်းမေ့ဂျေဇူးတင်ရည်တာမကစပိန်ပါတာလို့ဒီဂျိုးဆိုတဲ့သခင်ယေရှုခရစ်တော်ရဲ့မွေးစားဖခင်နာမည်ဖြစ်တဲ့ယောသတ်ဆိုတဲ့နာမည်မဲ့ထားတဲ့ဖခင်တိုင်းကိုသူတို့ကသွားပြီးတော့မှဂျေဇူးတင်စကားပြောရတယ်နှုတ်ဆက်ရတယ်အဲ့ဒါကတော့စပိန်ရဲ့ delay အထာဖြစ်တယ်ဆိုတော့ကျွန်တော်တို့လေ့လာရပါတယ် ။နောက်ဆုံးတစ်ချက်အနေနဲ့ဖော်ပြချင်တာကမြမာတင်းတော်တွေဘလို့လေလှုပ်ရလှုပ်ကြတယ်လေဆိုတာနည်းနည်းလေးဖော်ပြချင်တယ်။ကျွန်တော်တို့လှိလာချက်အရမြန်မာနိုင်ငံမှာအတင်းတော်တွေတချို့မှာဖခင်များနေလောက်တာကဘယ်လိုမျိုးလောက်လဲဆိုတော့ဖခင်တွေကိုတနင်္ဂနွေနေ့မှာနေရာပေးတယ်ပလင်ယူခိုင်းတယ်တရားဟောခိုင်းတယ်သို့မဟုတ်ပြောင်းပြန်အနေနဲ့မိခင်တွေကိုပဲပလင်ယူခိုင်းတယ်တရားဟောခိုင်းတယ်သို့မဟုတ်ဖခင်တွေကိုအေးအေးဆေးဆေးထိုင်မှာမိခင်တွေကသမီးဟင်းချက်ကျွေးရတယ်သို့မဟုတ်ဖခင်တွေကသမီးဟင်းချက်ချက်ရတယ်စသဖြင့် တချို့မတူဘူးเนาะအသင်းတော်တစ်ခုနဲ့တစ်ခုမတူဘူးပြောင်းပြန်လုပ်တဲ့သူတွေရှိတယ်အာဖခင်တွေကိုအေးဆေးဆေးနေခိုင်းတဲ့သူရှိတယ်ဖခင်ကိုလှုပ်ခိုင်းတဲ့သူရှိတယ်မတူဘယ်လိုပဲလှုပ်ပါစေဖခင်တွေကိုအတိအမှတ်ပြုတဲ့နေဖြစ်တယ်ဟောโอเคเนาะဒါကိုတော့တတိထားစေချင်တယ်နောက်ပြီးတော့မှအဲ့ဒီနေမှာမွေးဖခင်တွေကျွန်တော်တို့မွေးဖမွေးတဲ့ဖခင်တွေကိုအသင်းတော်ကနေလက်ဆောင်ပေးတယ်တောင်းသမီးတွေကလည်းဖခင်တွေကိုလက်ဆောင်ပေးဖို့အသင်းတော်ကအချိန်ပေးတယ် ။နောက်ပြီးတော့မှအထူးသဖြင့်အသင်းတော်မှာဖခင်တွေအားလုံးကိုလက်ဆောင်ပေးုံတွေမှာအသက်60ကျော်တဲ့ဖခင်တွေကိုတီးတက်လက်ဆောင်တွေပေးတာလေတချို့အသင်းတော်တွေမှာရှိကြပါဗျ။ဒါကတော့အသင်းတော်တွေမှာမတူညီတဲ့မတူညီတဲ့လုတ်ပုံလုတ်နီးတွေတချို့ကိုကျွန်တော်ဖော်ပြသွားတာဖြစ်ပါတယ်။ဆိုတော့ဒီနေရာမှာတခုတတိထားရမှာတခုတော့ရှိတယ်။အဲ့ဒါကတော့တချို့ကပြောတယ်ဆရာရဲ့အသင်းတော်တွေမှာဖခင်များနေမိခင်များနေဟိုဟိုနေဒီနေဟိုနေဒီနေဖခင်တခင်ကိုကိုးကွယ်တဲ့နေလေဘာလို့အဲ့ဒီနေတွေလုတ်တာလဲ။ ကျွန်တော်ပြောပြမယ်ဖခင်များနေမှာဖခင်တွေကိုကိုးကွယ်တာလားမဟုတ်ဘူးလေဘုသူကိုးကွယ်လေဖယားသခင်ကိုကိုးကွယ်တာအာမင်အသက်ရှင်တဲ့ဖယားသခင်ကိုအတိမတ်ပြုတာဖခင်တွေကိုယေရှုတင်ပါတယ်ဆိုတဲ့စကားကလည်းအဲ့ဒီအသက်ရှင်တဲ့ဖယားသခင်ကသူ့ရဲ့အလိုတော်ဖြစ်ကြောင်းကျမ်းစာကနေကျွန်တော်သိရတယ်ဒါကြောင့်ဖခင်များနေကတချို့ကစန့်ကျင်ကြတယ်ဖခင်များနေကိုအသင်းတော်မှာဖခင်များနေမလုတ်ကောင်းပါဘူးကွာအိမ်မှာပဲလုတ်ပါကျွန်တော်ပြောမယ်အိမ်မှာပဲလုတ်လို့အသင်းတော်မှာပဲလုတ်လို့ဘာမှမဖြစ်ပါဘူးကျမ်းစာနဲ့မစန့်ကျင်ပါဘူး ။ဘာကြောင့်လဲဆိုတော့ဖခင်များနေမှာအသင်းတော်တွေကဖခင်ကြီးကိုပဲကူးကွယ်နေတာမှမဟုတ်တာဘု து ကိုကူးကွယ်နေရလဲ။ကောင်းကင်အဖကိုကူးကွယ်နေရလေ။ဖခင်များနေအားဖြင့်ကောင်းကင်အဖကိုတာ၍အောက်မေ့တာအတိမပြူတာလေ။မိခင်များနေလိုက်ဒီတိုင်းပဲ။ဦးနှောနေယူဒတန်နေကလေးများနေအမျိုးသမီးများနေလူငယ်များနေဂျူနီယာနေစသဖြင့်ဆန်နီစကူးနေစသဖြင့်အားလုံးအားလုံးကဖခင်တခင်ကိုကိုးကွယ်တာတွေပါပဲအဲ့ဒီလူတွေကိုကိုးကွယ်နေတာမဟုတ်ဘူးဂျူးပါရာတွေမှာလည်းနှိနှိထူးနှိမ့်မြစ်တွေအများကြီးရှိပါတယ် ပူရာနေတို့ဟိုနေတို့ဒီနေတို့အဲ့ဒီနေတွေမှာကအောင်မိတဲ့အနေနဲ့လှုပ်တာအမှန်ကကိုးကွယ်တာဘု து ကိုးကွယ်ရလေဖယားသခင်ကိုကိုးကွယ်တာလေဘယ်တင်းတော်မှာဖခင်များနေလှုပ်တဲ့အခါမှာဖခင်ကိုလိုက်မကိုးကွယ်နေပါဘူးအသက်ရှင်တဲ့ဖယားသခင်ကိုကိုးကွယ်တာပဲလေအာမင်ဒါကြောင့်အတင်းတော်မှာဖခင်များနေအဖြစ်လှုပ်လို့ရလားလှုပ်လို့ရတာပေါ့နားလေကြပါစေနော်နောက်ဆုံးတစ်ချက်ကျွန်တော်ခွန်အားပေးခြင်းနဲ့တမန်ကျမ်းစာထဲကဖခင်တွေကိုဘယ်လိုဖော်ပြထားလဲ တားသမီးတွေဘယ်လိုယူသေးရမလဲဖခင်ကဘယ်လိုတုံတင်ရမလဲဘယ်လိုဖော်ပြထားလဲကြမ်းချက်တစ်ချက်နဲ့ညှိကုံချုပ်ခြင်းလေအဲ့ဒါကတော့အေဖက်ခန်းကြီး6ငယ်1ကနေ3တားသမီးတို့တခင်ဖခင်ကြီးအလိုတော်နဲ့အညီမိဘစကားကိုနားထောင်ကြလောမိဘစကားကိုနားထောင်တော့မှုသည်တရားတော်အမှုဖြစ်မိဘကိုယူသေးစွာပြုလောဤပညတ်တော်ကတင်ဒီပီတော်၌ကောင်းစား၍အတ္တရှိမြေအကြောင်းဟု၍ဂတိတော်နဲ့ဆိုင်တော့ပထမပညတ်ဖြစ်၏ အဘတို့ကိုယ်သားသမီးကိုစိတ်ဆိုးစေခြင်းကမပြုကြနဲ့။သခင်ဖခင်၏အလိုတော်နဲ့ညီတော်ဆုံးမတုန်တင်ခြင်းကိုပြုလေကြွေးမွေးကြလော။ကျင်းချက်ကတူတူလေးပဲ။ဒါပေမဲ့တုန်တင်ချက်က အများကြီးရှိတယ်။လူရင်းတူရှင်းရှင်းပြမယ်။နံပါတ်၁ကျွန်တော်တို့သားသမီးလှုပ်တဲ့သူတွေတဲ့။သခင်ဖခင်ရဲ့အလိုတော်နဲ့ညီမိဘစကားကိုနားထောင်ပါတဲ့။သခင်ဖခင်ရဲ့အလိုတော်နဲ့ညီမိဘစကားကိုနားထောင်ပါဆိုတာအတိတ်ပဲနှစ်ခုရှိပါတယ်။ပထမတစ်ခုက မိဘစကားကိုနားထောင်ခြင်းဟာဖယားသခင်ရဲ့မိမာချက်ဖြစ်တယ်။ဖယားသခင်ရဲ့အလိုတော်ရှိတယ်။တနည်းအားဖြင့်တာသမီတွေကမိဘစကားကိုနားထောင်တယ်ဆိုတာဖယားသခင်အလိုရှိတယ်။ဖယားသခင်လိုအပ်တယ်အဲ့လိုမျိုးနားထောင်ဖို့။ဒါကပထမတစ်ခုအသေးပဲ။ဒုတိယတစ်ခုအသေးပဲကဖယားသခင်အလိုတော်နဲ့အညီမိဘစကားကိုနားထောင်ကြလို့ဆိုတဲ့ဒုတိယအသေးပဲကမိဘတွေပြောတိုင်းပြောတိုင်းအကုန်ခေါင်းငြိမ်ရမှာမဟုတ်ပဲနဲ့။ တမာချင်းစာဆိုတဲ့ဖရာသခင်ရဲ့အလိုတော်နဲ့ကိုက်ညီလားမကိုက်ညီဘူးလားဆိုတာစစ်ဆေးပြီးတော့မှခံယူတတ်ဖို့လိုပါတယ်။နော်။အဲ့လိုပြောလိုက်လို့မိဘတွေကိုဂျေစုကမ်းပါလို့ပြောတာမဟုတ်ပါဘူး။မိဘစကားတချို့ကမဟုတ်မမှန်တာတွေတာသူကြီးကိုတုံတင်တတ်တာတွေကျွန်တော်တို့ကြားနေရတယ်။ဒါကြောင့်မိဘကခိုးခိုင်းတယ်လူတက်ခိုင်းတယ်ဟိုလှုပ်ခိုင်းတယ်ဆိုရင်တမာချင်းစာရကျွန်တော်တို့နားထောင်ရမလား။နားထောင်စရာမလိုပါဘူး။ဒါကသခင်ဖရာရဲ့အလိုတော်နဲ့အညီဆိုတာကိုဖော်ပြတာဖြစ်ပါတယ်။ โอเคเนาะอะดุริยะอธิบดีနောက်ပြီးတော့มามีบ่าကိုอยู่เตยสว่าปุจินဆိုတာอัตตตาရှည်ဖို့ရန်အတွက်ဖြစ်တယ်ပညာချက်ဖြစ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကပညာလို့ပြောလိုက်တဲ့ခါမှာကျွန်တော်တို့ချုပ်ကင်ဖို့ပညာမဟုတ်ဘူးကျွန်တော်တို့မလုံနိုင်အောင်လုံလုံဖို့အသာစီးနေတာမဟုတ်ဘူးဒီမှာပညာကကောင်းကြီးပညာဖြစ်တယ်မိဘကိုယုံကြည်ခြင်းဆိုတာအသက်ရှင်မယ်ကောင်းစားမယ်လို့ကျဲစာမှာပေါ်ပြတယ်အခုနားထောင်နေတဲ့တာသမီကိုကျွန်တော်မေးမယ်အသက်ရှင်ခြင်းလားကောင်းစားခြင်းလားโอเคเนาะ ကုန်လုံးကောင်းစားခြင်းနဲ့တက်ရှိခြင်းတာပဲဒါဆိုရင်တစ်ခုပဲအဖြေကကျင်းဆောင်မှာပေါ်ပြထားတယ်မိဘကိုယူသေးစွာပြုပါဒါကောင်းကြီးဖြစ်တယ်ကောင်းကြီးလဲမိဘကိုယူသေးတတ်ဖို့ဒါကျင်းဆောင်မှာပေါ်ပြတာနော်နောက်ပြီးတော့မှမိဘတွေကလည်းတာသမီးကိုစိတ်ဆိုးအောင်မလုပ်ပါနဲ့တဲ့အဘာလို့တဲ့အထူးသဖြင့်အဖေတွေတာသမီးကိုစိတ်ဆိုးအောင်မလုပ်နဲ့ဖခင်ကအလိုတော်နဲ့ညီတော်ဆုံးမတုံသင်ခြင်းကိုပြုပါတဲ့အလိုတော်နဲ့ညီတယ်ဆိုတော့တမန်ကျင်းဆောင်ရဲ့အတိုင်းတာသမီးတွေကိုဆုံးမတုံသင်ဖို့ပေါ်ပြတာ ဲ့လိုဆုံးမပြီးတုံတင်ပြီးရပြီလားဆိုမရသေးဘူးဘာလို့ရမလဲကျွေးမွေးပြူစုရအောင်မယ်အခြေခံအခြေခံရဲ့စာဝတ်နေရေးကိုလည်းဖခင်နေကြည်ပြုံတင့်နေဆိုမှကျင်းဆောင်မှာဖော်ပြဒါကတော့ဒီကျင်းဆောင်တူတူလေးတစ်ခုမှကျွန်တော်တို့ဖော်ပြထားတဲ့အရာအများကြီးကျွန်တော်လူရင်းတူရှင်ရှင်းပြသွားတာဖြစ်ပါနားလည်မယ်လို့ယုံကြည်ပါတယ်နော်ဆိုတော့ဏိကုံချုပ်ရအောင်နော်ဏိကုံချုပ်ရအောင်ဒီကနေ့ ြောထားတဲ့ခေါင်းစဉ်ကတမာချင်းစာတွေကဖော်ပြတဲ့ဖခင်များနဲ့အကြောင်းဖခင်နဲ့ပတ်သက်တဲ့ကျင်းချက်တချို့ကိုလည်းဖော်ပြထားတယ်။အဓိကဖော်ပြချင်တာကဒီကနေ့ဖခင်များနဲ့ရောက်မှပဲဖခင်တွေကိုယူသေးအတိမတ်ပြုတ်ခိုင်းတာမဟုတ်ပါဘူး။ဖခင်များနေရောက်မှဖခင်ကိုလက်ဆောင်ပေးတယ်ဖခင်များနေရောက်မှဖခင်ကိုဖုံးဆက်ပေးတယ်စကားပြောပေးတယ်ဖခင်ကိုယူတည်ပြတယ်တပ်ပုံရိုက်တယ်လိုင်းပေါ်တင်တယ်ဒီနေ့ပဲလုပ်ရပြီလား မဟုတ်ပါဘူးအဲ့လိုလှုပ်တာမားတယ်လို့ကျွန်တော်ပြောတာမဟုတ်ဘူးလှုပ်ရမယ်လေဟုတ်တယ်နော်ဖခင်များနေမှာဖခင်တွေကိုအတိမပြူရမှာမန်တယ်လေလက်ဆောင်ပေးရမှာမန်တယ်လေတခါတလေဖုန်းဆက်ပေးရမှာမန်တယ်လေကျွန်တော်တို့ယူတီပြရမှာမန်တယ်လေတပ်ပုံရိုက်မှာလိုင်းပေါ်တင်တာလဲမားလားမမားဘူးမှန်ပါတယ်ဒါပေမဲ့အဲ့ဒီတရက်သေးပဲလှုပ်မယ်ဆိုရင်မားပါတယ်โอเคနော်အဲ့ဒီတရက်သေးပဲလှုပ်ရဲဆိုမားပါတယ်ဒါဆိုရင်တချို့မင်းမယ်ဆရာကြီးဒါဆိုရင်ဘာလို့ဖခင်များနေတရက်သေးပဲရှိတာလဲ ကျွန်တော်ပြောမယ်ဖခင်များနေရှိရခြင်းကအဲ့ဒီတည့်ရပဲယူသိဖို့လုံးဝလုံးဝမဟုတ်ပါဘူးဖခင်များနေရှိရခြင်းကအဲ့ဒီတည့်ရအားဖြင့်အလုတ်တအားရှုပ်နေတဲ့သားသမီးတွေကိုတတိပေးတာခေါင်းလောင်းတန်ပြက်တယ်နင်ဖခင်တွေကိုယူသိပြုစုနေပြီလားနင်တနစ်တာလုံးမှာဖခင်ကိုဘယ်လိုယူသိနေပြီလဲနင်တနစ်တာလုံးမှာနင်ဖခင်ကိုနင်ဘယ်လိုကျေးဇူးဆက်နေပြီလဲနင်တနစ်တာလုံးမှာဖခင်နဲ့ဘယ်လိုအဆက်အသွယ်လုပ်နေပြီလဲစသဖြင့်စသဖြင့်ကျွန်တော်တို့ကိုတတိပေးနေတာဖြစ်တယ် ဒါကြောင့်ဖခင်များနဲ့အားဖြင့်ငါအမြဲတမ်းကြီးစုရှင်ဖခင်ကိုကြီးစုဆက်နေပြီလားယုတ်တိလှုပ်ကျွေးနေပြီလားဆိုတာပြန်တတိရစေရမှာဖြစ်တယ်ချစ်တော်ညီကိုမောင်တော်တို့ဒါကိုနားလေစေချင်ပါတယ်ဒါကြောင့်ဒီခဏိမှာ အာဒီလောက်နဲ့ပဲဏိကုံချုပ်ခြင်းနဲ့ဖခင်တိုင်းကျဲမှာရှင်လန်းပြီးတော့မှတန်တမီတိုင်းမိဘကိုအမြဲတမ်းယူတည်လှုပ်ကြွေးတက်တဲ့သူများဖြစ်ပါစေလို့ဆုတောင်းမေတ္တာပို့လိုက်ပါတယ်ဆုတောင်းရအောင်ယေရှုတင်တဲ့ကိုယ်တော်အသက်ရှင်တဲ့နောက်ဘက်တော်ကိုကြားနာခံယူခွင့်ရတယ်ရာမကဖခင်ရဲ့ယေရှုကိုတည်တက်ပြီးမှပြန်လဲယေရှုဆက်တက်တော်သူများဖြစ်စီပါဖခင်လှုပ်တဲ့ကျွန်တော်ကျမတို့ကိုလည်းတန်တမီကိုအကောင်းဆုံးတုံတင်ဆုံးမပေးပင်တက်တော်သူများဖြစ်စီပါမိကြောင်းယေရှုတော်ချီးမွမ်းလဲဆုတောင်းတဲ့အခါမှာကေတင်ပန်ရှင်ယေရှုခရစ်တော်နာမအဖြစ်ဆုတောင်းပါရီဖဖေဟာ ஆமீன்